အားလုံးမင်္ဂလာပါခင်ဗျဒီနေ့ထူးခြားတဲ့သတင်းအများစုကိုကျွန်တော်တင်ဆက်ပေးချင်ပါတယ်ပထမဆုံးသတင်းအနေနဲ့ဒီ Global Human Flow Teller ဆိုတဲ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးကို share ပေးချင်တယ်ခင်ဗျဒီကမ္ဘာလုံးဆိုင်ရာရေတက်လှုပ်ရှားမှုဆိုတဲ့အဖွဲ့အစည်းကဇွန်လလောက်ကစတင်ပြီးတော့ဒီအဖွဲ့အစည်းကို စတင်လှုပ်ရှားခဲ့တယ်သူတို့ကဘာကို target ထားပြီးဘာကိုရည်ရွယ်ပြီးလှုပ်ရှားခဲ့တာလဲဆိုတော့ ဂါဇာကမ်းကြောင်ထဲမှာရှိတဲ့ပါလက်စတိအယက်သားပြည်သူတွေအပေါ်ကိုအစ္စရေးကနေပြီးတော့ဆယ်စုနှစ်များများစွာပေါ့ဗျာ night test scene တတ်ဖြတ်ခဲ့တဲ့ရရဆက်ဆက်ဒုက္ခပေးခဲ့တဲ့ဤအမျိုးမျိုးနဲ့ပိတ်ပင်ပိတ်ဆို့ပြီးတော့ဒီထဲမှာအကျယ်ကျုပ်အဖွဲပေါ့ဗျာ ဘယ်ကမှသူတို့ကိုအကူအညီပေးလို့မရအောင်အစည်းအကူအညီပေးခဲ့မယ်ဆိုလည်းဒီအစည်းစစ်တပ်ရဲ့ gate တွေကိုကြော်ဖြတ်ပြီးမှအကူအညီပေးခွင့်ရမယ်ဆိုတဲ့ပုံစံမျိုးအော်ဒီဂါဇာကမ်းကြောင်ကြီးကိုတစ်ခုလုံးကိုပိတ်ဆို့ထားတယ်ချန်စီယိုတွေခတ်ထားတယ်ဒီထဲမှာရှိတဲ့လူတွေကိုလူသားတွေနဲ့ဟိုတခြားနိုင်ငံလူသားတွေနဲ့မတူညီအောင်လို့တော့စိတ်ကျဉ်းချက်ကိုကျဉ်းချက်တော့လွတ်လပ်ခွင့်မရှိတဲ့ပုံစံမျိုးနဲ့အားလုံးကိုချုပ်နှောင်ထားတယ်အကျယ်ချုပ်သဘောသဘောမျိုး က်ရောက်သွားတာပေါ့ဗျာဒီထဲမှာထားတယ်အာပြောရမယ်ဆိုရင်အဖက်ဖက်ကနေပိတ်ဆို့အေးအေးယူထားတယ်ဒါကအစ်ဒီကနေပြီးတော့ဒီဂါဇာထဲမှာရှိတဲ့ပါလက်စတီးလူမျိုးတွေအပေါ်ကိုရရဆက်ဆက်လုံနေခြင်းကြောင့်ဒီ Global Human Flotilla ဆိုတဲ့ဒီကမ္ဘာလုံးဆိုင်ရာဒီရစ်တက်လှုပ်ရှားမှုကြီးကိုဇွန်လလောက်ကစတင်ပြီးတော့အာနိုင်ငံပေါင်း58နိုင်ငံမှာရှိတဲ့ အမျိုးသားအမျိုးသမီးပေါ့ဗျစုစုပေါင်းယာနဲ့ချီပြီးတော့ဒီလူလူလှုပ်ရှားမှုကြီးကိုစတင်ဖွဲ့စည်းပြီးတော့ဇွန်လလောက်ကနေပြီးတော့လှုပ်ရှားခဲ့တာဖြစ်တယ်အဲဒီထက်မှာအဓိကပေါ့ပညာဓာတ်တွေနဲ့ဖွဲ့စည်းထားခြင်းဖြစ်တယ်ပေါ့နော်ဒီထက်မှာအဲဒေါက်တာတွေပါတယ်ပါရဂူတွေပါတယ်နော်နော်သိပ္ပံပညာရှင်တွေပါတယ်နော်နောက်ထပ်ကျွန်တော်တို့ဒီရှေ့နေတွေပါတယ်နိုင်ငံမှာတောင်ဝင်ထမ်းဆောင်နေနိုင်ငံတိုင်းနိုင်ငံတိုင်းမှာတောင်ဝင်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေပါတယ်အမှုပညာရှင်တွေပါတယ် ခရစ်ယာန်ဘုန်းကြီးတွေလည်းပါဝင်လာတာကိုတွေ့ရတယ်နော်အဲ့တော့ပြောချင်တာကအမျိုးမျိုးပေါ်ဒီအဖွဲ့အစည်းကြီးတွေမှာပါဝင်လာတယ်သူတို့ကဒီအမှန်တရားအတွက်ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့လှုပ်ရှားခြင်းဖြစ်ကြောင်းလည်းပြောကြားထားတာကိုတွေ့ရတယ်သူတို့ website တွေမှာတွားကြည့်ရင်တော့အားလုံးဂါဂနာနာသိရပါလိမ့်မယ်နော်သူတို့ပြောတဲ့ပုံစံလေးကတော်တော်တော့ချစ်စရာကောင်းတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါကမ္ဘာမှာရှိတဲ့နိုင်ငံအသီးသီးရဲ့ပါတီတွေနဲ့လုံးဝမဆိုင်ဘူးလုံးဝနိုင်ငံရေးနဲ့လုံးဝဆက်နွယ်မနေဘူးဒါကျွန်တော်တို့လုပ်နေတာကအမှန်တရားအတွက်လုပ်နေတာဖြစ်တယ် နော်ဒီလူမျိုးတုံးတက်ဖြတ်နေတဲ့ဇရေရဲ့လောက်ရက်တွေကိုအမြန်ဆုံးရက်တမ်းမှုလူကိုလူလူမြင်မှုအာဒါကိုကျွန်တော်တို့အဓိကထားပြီးလှုပ်ဆောင်နေခြင်းဖြစ်တယ်ဗောနော်ဒါကြောင့်မလို့တို့ဒီညရဲပင်လယ်ကနေရွက်လွင့်လာတယ်ဇက်တိုက်ဆိုတယ်လို့ပဲဒီဇွန်လလောက်ကနေစတင်ပြီးတော့ဒီလှုပ်ရှားမှုကိုအဒီအကောင့်ထဲပေါ်ပြီးတော့ညရဲပင်လယ်မှာဒီနှေပေါင်း90ကျော်ရွက်လွင့်ခဲ့တယ်ဆိုပြီးတော့ကမ္ဘာသင်းတွေကပေါ်ပြခဲ့တယ်ညရဲပင်လယ်မှာရှိတဲ့ကမ်းရိုးတန်းတွေကိုဝင်နေတော့ထွက်တယ်ဒီမှာတို့အများကြီးပဲဒီဂါဇာနဲ့ပတ်သက်တာတွေကိုပြောကြားခဲ့တယ် ဇက်တိုက်သူတို့ရွက်လွှင့်လာတာကဒီအော်တိုဘားလာ၂ရက်နေ့ကဂါဇာကမ်းရိုးတန်းထဲကိုဝင်လာတယ်ဂါဇာကမ်းရိုးတန်းထဲကိုရောက်ဖို့အတွက်ဒီကီလိုမီတာ14ကီလိုမီတာလောက်ပဲအကွာအဝေးရှိတော့တယ်သူတို့ရောက်ဖို့အတွက်ပေါ့နော်ဒါကိုအစည်းရေတက်ကနေပြီးဝင်ရောက်စီးနင်းပြီးတော့အာဒီဒီအဖွဲ့အစည်းတွေအားလုံးကိုထိမ့်သိမ်းခဲ့တယ်လှေပေါင်းအဆင့်40ကျော်ကိုထိမ့်သိမ်းခဲ့ကြောင်းပေါ့နော်ဖမ်းဆီးခဲ့ကြောင်းအစည်းအာနာပိုင်စစ်တပ်ကနေပြီးတော့ဒီရေတက်ကနေပြီးတော့ထုတ်ပြန်ခဲ့တာကိုတွေ့ရတယ် သူတို့ကိုဒီအရှရောစိတ်ကန်းကိုဒီအစည်းပိုင်ဆိုင်ထားတဲ့အရှရောစိတ်ကန်းကိုပို့ဆောင်တယ်ပို့ဆောင်ပြီးတော့သူတို့ကိုဒီပြည်နယ်နယ်ပေးတယ်အစည်းအာဏာပိုင်အဖွဲ့အစည်းကဒီယာနဲ့ခြိတဲ့ဒီတက်ကြွလှုပ်ရှားသူတွေကိုအရှရောစိတ်ကန်းကနေပြီးတော့ပြန်လဲပြီးတော့နှင်ထုတ်ခဲ့တယ်အဲ၎င်းတို့ကိုထွက်သွားဖို့ပြောကြားခဲ့တာကိုတွေ့ရတယ်နောက်ထပ်ဒီအထဲမှာအဓိကကြားတဲ့အဓိကခန်းကဏ္ဍကနေပါဝင်ပြီးတော့လှုပ်ရှားခဲ့တဲ့တက်ကြွလှုပ်ရှားသူတွေပေါ့ဗျာဥပမာအနေနဲ့ပြောရမယ်ဆိုရင် ဒီဆွီဒင်နိုင်ငံသူအသက်22နှစ်ပဲရှိတဲ့ဒီဂရီတာလိုအမျိုးသမီးပေါ်တော့ဒါသူကဆိုလူခွင့်ရင်းနဲ့ပတ်သက်ပြီးတော့အမှန်တရားဘက်ကနေပြီးတော့ရဲရဲတင်းတင်းပြောပြီးတော့အဲလှုပ်ဆောင်လာတာပေါ့နော်ဒီဒီအဖွဲ့အစည်းကြီးကိုလည်းအင်တိုင်းအားတိုင်းပေါ့နော်ဒီအဲတက်တက်ကြွကြွလှုပ်ဆောင်လာခဲ့တဲ့ မျိုးသမီးငယ်တအူးလည်းဖြစ်တယ်အဲသူတို့ကိုကြတော့ဈေးကနေပြီးတော့အဲဖန်စီသွားတာကိုတွေ့ရတယ်သူတို့လိုမျိုးဒီပါဝင်ခဲ့တဲ့ဒီဆေးဘက်ဆိုင်ရာပညာရှင်တွေပါရကူတွေနော်ဒီရှင်းနေတွေအာသူတို့တွေကိုတော့ဖန်စီပြီးတော့ခေါ်ဆောင်သွားတယ်လို့သိရတယ်ခင်ဗျနောက်ထပ်ဒီအစည်းစစ်တပ်ရဲ့ပြောကြားချက်ကဂါဇာကမ်းမြောင်ကမ်းရိုးတန်းတွေကိုဘယ်ရင်တန်းပဲဝင်လာဝင်လာဒီအကူအညီမှုတွေလာပေးပေးကျွန်တော်တို့အနှိမ်နှင်းသွားမယ်တိုက်ခိုက်သွားမယ်ဒီဖန်စီအရေးယူဆောင်ရွက်သွားမယ်ဆိုပြီးတော့အစည်းစစ်တပ်ကနေပြောကြားသွားတာကိုတွေ့ရပါတယ်ခင်ဗျ စိတ်မကောင်းဖြစ်မိပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့အဲသူတို့အင်တိုက်အားတိုက်လှုပ်ဆောင်ခဲ့တယ်သို့တော့အချင်းကြီးပဲဖြစ်သွားတယ်အစည်းစစ်တပ်ကနေပြီးတော့ဝင်ရောက်ပြီးတော့စီးနင်းခဲ့ခြင်းကြောင့်မလို့သူတို့လှုပ်ဆောင်မှုတွေကဘာကတော့တိသွားတာပေါ့ဗျာနော်ဒါလူခွင်းရင်းနဲ့တတ်ဆိုင်တဲ့အရာတွေကိုလှုပ်ဆောင်သွားကြောင်းကျွန်တော်ဒီနေရာကနေပြီးတော့ဒီသတင်းလေးကို share ပေးလိုက်ခြင်းဖြစ်ပါတယ်နောက်ဟုတ်ကဲ့ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုကျွန်တော်တင်ဆက်ပေးခြင်းပါတယ်ဒီသတင်းကရုရှားနိုင်ငံတမလာကြီးဖြစ်သူဗလာဒီမာပူတင်ရဲ့ပြောကြားချက်ကလေးကိုကျွန်တော် share ပေးခြင်းပါတယ်ဒါအချင်းချုပ်ပြီးတော့ကျွန်တော် share ပေးလိုက်မယ်ဗျာနော်အဲ၎င်းရဲ့ပြောကြားချက်ကဒီယူကရိန်းကိုပေါ့နော် ဥရောပနိုင်ငံအများစုရောဒီကျွန်တော်တို့အမေရိကန်အပါဝင်ပေါ့နော်။၎င်းတို့ကဒီဆစ်လက်နဲ့ပစ္စည်းတွေထောက်ပံ့နေနော်။နောက်တစ်ခုကျွန်တော်တို့ဒီငွေကြေးတွေထောက်ပံ့နေ။ဒါတွေကအင်တန်ဆိုးွားတဲ့လုပ်ရက်တစ်ခုဖြစ်ကြောင်း၎င်းကပြောကြားခဲ့တယ်။ယူကရိန်းထဲမှာရှိတဲ့အရသာပြည်သူရဲ့အသက်အိုးအိမ်စည်းစိမ်ကိုအဲထောက်ညာငဲ့ညာမှုမရှိဘဲနဲ့ထောက်ထားမှုဒီထောက်ထားငဲ့ညာမှုမရှိဘဲနဲ့ဒီထောက်ပံ့မှုတွေပြုလုပ်ပြီးတော့ကျွန်တော်တို့နဲ့စစ်မှတ်ဖြစ်ခိုင်းနေခြင်းဟာတတော်ကိုရုပ်ဆိုးအချိတန်နေဆိုပြီးတော့၎င်းကပြောကြားခဲ့တာကိုတွေ့ရတယ်။ကျွန်တော်တို့ဒီယူကရိန်းနယ်မြေဒေသ၅နေရာကို အရယူပြီးပြီဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်တော့မှနောက်ဆုံးမှာမဟုတ်ဘူးလို့ရုရှားသမ္မတကြီးဗလာဒီမာပူတင်ကပြောကြားခဲ့တယ်နောက်ထပ်ပြောကြားတော်လာတာကနေတိုးပေါ့နေတိုးနဲ့ပတ်သက်ပြီးတော့နေတိုးကိုစစ်ဘက်ဆိုင်ရာအကူအညီတွေအဲဒီအမေရိကန်ကရောနောက်ထပ်ဒီဂျာမနီကရောနောက်ထပ်ဥရောပနိုင်ငံအများစုကပါအဖက်ဖက်ကနေပြီးတော့အင်အားတွေတိုးချက်ပြီးတော့အာဒီအကူအညီတွေပေးဆောင်နေတာကိုတွေ့ရတယ်ပေါ့ဒါတွေကဘာလို့ဖို့ဒီအကူအညီတွေကိုနေတိုးကိုဇက်တိုက်ပေးနေတာလဲကျွန်တော်နားမလည်နိုင်ဘူး တို့ကဘာဖမ်းနိုင်ရှိလို့လဲတို့ကဘာလုပ်เสียရရှိလို့လဲဒီအကူအညီတွေပေးနေတာဒါကြအချင်းကြီးတွေပေါ့နော်ကျွန်တော်တို့ဘာမှအဆုံးမဝင်ပါဘူးလို့ဒီရုရှားတမလာကြီးဗလာဒီမာပူတင်ကပြောကြခဲ့တယ်ဂျာမနီကိုလည်းတတိပေးပြောကြားသွားတဲ့အချက်ရှိတယ်ဗျာဂျာမနီကဥရောပမှာအကြီးမားဆုံးစစ်တပ်ဖြစ်အောင်၎င်းကတည်ဆောက်နေတာကိုကျွန်တော်မြင်တွေ့နေရတယ်ကျွန်တော်တို့စောင့်ကြည့်နေတာဒါဒီကိုအချိန်နဲ့တပြေးညီကျွန်တော်တို့အချိန်မြင့်ကျွန်တော်စောင့်ကြည့်နေတာဖြစ်တယ်လို့၎င်းကပြောကြခဲ့ဂျာမနီနေနဲ့ဒုတိယကမ္ဘာစစ်ကိုပြန်တရရစေခြင်းနဲ့ရုရှားရဲ့တမိုင်းတွေကိုလည်းပြန်လည်လာစေခြင်းနဲ့ပြန်ဖတ်စေခြင်းနဲ့ရုရှားကယနေ့အချိန်အထိ တမိုင်းမရိုင်းဘူးဆိုတာကိုအမြဲတမ်းပြောခြင်းတယ်နော်ဒါကိုရုရှားတမနာဗလာဒူဗလာဒီမာပူတင်ကတိုက်ရိုက်၎င်းမိကုံးကနေပြောကြတော့တာကိုတွေ့ရရုရှားကတမိုင်းမရိုင်းဘူးရုရှားတမိုင်းကိုပြန်ဖတ်ပါပြန်လစ်လာဒါကိုထက်လောင်းပြောကြတော့တာကိုတွေ့ရမိကနဲ့ကျွန်တော်တို့ကြားထဲမှာဆက်ဆံရေးကတော့ပုံမှန်ပါပဲဘာမှစိုးစိုးဝါးဝါးမရှိဘူးဆိုတော့ပြောကြခဲ့တယ်တန်တမန်ဆက်ဆံရေးတွေအားလုံးကောင်းပါမှာလေကျွန်တော်နေနဲ့ပြောချင်တာကဥရောပနိုင်ငံတွေရောကမ္ဘာနိုင်ငံအသီးသီးရောကျွန်တော်ပြောချင်တာကငင်းငင်းရင်းလုံးမယ်ဆိုရင်တော့ငင်းငင်းရင်းနဲ့တူအောင်လှုပ်ဖို့လိုပါတယ်နော် ညဉ့်ညံ့ကြီးလှုပ်လိုက်စစ်ရေးတွေလှုပ်လိုက်ပြိပခါတွေဖန်တီးလိုက်နေဆိုရင်တော့ရှေ့ကိုကဘာကြီးကခရီးဆက်ဖို့တော်တော်ခက်ခဲမှာဖြစ်တယ်လို့၎င်းကပြောကြခဲ့။နောက်ကျွန်တော်တို့နိုင်ငံစစ်အင်အားကြီးတာမှန်တယ်။အဲ့လိုပဲကျွန်တော်တို့နဲ့အတူအလားတူအမေရိကန်ကလည်းစစ်စစ်အင်အားကြီးတဲ့နိုင်ငံဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့နိုင်ငံနဲ့နိုင်ငံပေါင်းပြီးတော့လည်းကမ္ဘာနိုင်ငံအသီးသီးကိုထိန်းချုပ်ဖို့ဆိုတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး။နောက်ကျွန်တော်တို့ကအေဂရစ်ပြည်နေလည်းမဟုတ်ပါဘူး။ကျွန်တော်တို့ကလည်းအေဂရစ်ဘီယံမဟုတ်တယ်လို့ကမ္ဘာမှာရှိတဲ့ဘယ်နိုင်ငံဘယ်ဝင်ကြီးချုပ်ဘယ်လူမျိုးပဲဖြစ်ဖြစ်အေဂရစ်ဘီယံနေမဟုတ်ပါဘူးပေါ့နော်။ဒါလေးကိုလည်းအားလုံးသိဖို့လိုအပ်ပါတယ်။ဒါ အဓိကကတော့ဒီငင်းငင်းရေးပေါ်ဆောင်နေတဲ့ဒီကုလသမဂ္ဂအထွေထွေညီလာခံပေါ့ဒီညီလာခံမှာနိုင်ငံအသီးသီးအနေနဲ့မိမိတို့နိုင်ငံသားယာဝါပြောဖို့ငင်းချမ်းဖို့အတွက်အခြားနိုင်ငံတွေနဲ့တန်တမန်ဆက်ဆံရေးတွေကောင်းမွန်စွာပြုလုပ်ဖို့လိုအပ်ပါတယ်အဲဒါကိုအဓိကထားပြီးတော့လှုပ်ဆောင်ဖို့၎င်းကတိုက်တွန်းသွားတာကိုတွေ့ရပါတယ်ဒါရုရှားသမ္မတကြီးရဲ့မိန်ကွန်းအကျဉ်းလေးကိုကျွန်တော် share ပေးလိုက်ခြင်းဖြစ်ပါတယ်အခြားပြောကြားသွားတာတွေကတော့အများကြီးပါအဲပြောချင်တာက၎င်းဒေါသထွက်နေတဲ့ပုံစံတွေလည်းပြသွားတယ်ငင်းချမ်းရေးနဲ့ပတ်သက်ပြီးတော့လည်းပြောသွားတယ်အဲ့တော့ ဆက်ပြီးတော့ဘာတွေထူခြားလာမလဲဆိုတာတော့အတိအကျမသိရသေးဘူးဒီသတင်းလေးကိုအားလုံးကိုကျွန်တော်သိစေချင်လို့ share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာနောက်ထပ်သတင်းကိုကျွန်တော်တင်ဆက်ပေးခြင်းပါတယ်ဒီသတင်းလေးကဂါဇာကမ်းကြောင်ထဲမှာရှိတဲ့ဟမတ်ရဲ့တပ်ခွဲဖြစ်တဲ့အေကိုတာတပ်မဟာရဲ့ထုတ်ပြန်ထားတဲ့သတင်းလေးဖြစ်တယ်ခင်ဗျာ၎င်းတို့ထုတ်ပြန်သွားတာကဒီဂါဇာကမ်းကြောင်ထဲမှာအစည်းအဝေးဝါဒီကကျူးကျော်ဝင်ရောက်ပြီးတော့တက်ဆွဲထားတယ်ဒီတက်ဆွဲထားတဲ့နေရာမှာ၎င်းတို့တပ်သားတွေကင်းလှည့်နေတယ်ကင်းလှည့်နေတဲ့အချိန်မှာကျွန်တော်တို့အေကိုတာတပ်မဟာကဒီစနိုက်ဖာလက်ဖြောင်းသမားတအူးကအဝေးကနေပြီးတော့ ဒီကင်းလန့်နေတဲ့ idea စစ်သားတအူးကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ခင်ဗျ၎င်းရဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့် idea စစ်သားတအူးလက်ရိုက်ထိမှန်ခဲ့ကြောင်းအကူတာတက်မဟာကနေပြီးတော့ထုတ်ပြန်ခဲ့တယ်ရုပ်သံလေးကိုလည်း၎င်းတို့လူမှုကွန်ရက်ဆောင်ရွက်နာမှာထုတ်ပြန်ခဲ့ခြင်းကြောင့်ကျွန်တော်အားလုံးကိုသိစေခြင်းလို့ share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျတိကျတဲ့ပြမျက်ကိုပြစ်ခတ်နိုင်ခဲ့ကြောင်းလဲ၎င်းတို့ကပြောကြားသွားတာကိုတွေ့ရပါတယ်ခင်ဗျဟုတ်ကဲ့ပါနောက်ထပ် ဒီဂါဇာကမ်းကြောင်ထဲမှာပဲဟမတ်ရဲ့တပ်ခွဲဖြစ်တဲ့အက်ကာစာတပ်မဟာကနေပြီးတော့ဒီဂါဇာလေးကိုကျူးကျော်ဝင်ရောက်လာတဲ့အစွေး IDF စစ်တပ်ပေါ့ဒီစစ်တပ်ကစစ်ဘက်ဆိုင်ရာအုံပြူရင်တွေဖြစ်တဲ့မက်ကာဘတ်တင်ကားတွေဒီနိုင်ဘော်ဒိုဇာဟမတ်ချစ်တွေပေါ့ဒါတွေကိုအဓိကထားပြီးအုံပြူပြီးတော့ဂါဇာလေးကိုနေမြထိုးစစ်ဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့ကျူးကျော်ဝင်ရောက်လာတာဒါကိုခြုံခုပြီးတော့ဟမတ်ရဲ့တပ်ခွဲဖြစ်တဲ့အက်ကာစာတပ်မဟာကနေပြီးတော့အဝေးကနေ105မမကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ခင်ဗျာ လိုက်ရိုက်ထိမှန်မှုတွေဒီနိုင်ဘော်လိုစားတွေအလုံးစုံပျက်စီးမှုတွေအစိအိုင်ဒီယာစစ်သားတွေတိုက်စုံးမှုတွေရုပ်တံတွေကို၎င်းတို့လူမှုကွန်ရက်စာမျက်နှာမှာထုတ်ပြန်ထားတာကိုတွေ့ရလို့ကျွန်တော်အားလုံးကိုသိစေချင်လို့ share ပေးခြင်းဖြစ်တယ်ခင်ဗျာဒီခြုံခိုးပြီးတော့အဝေးကနေ105မမချီနေဒီစိန်ကြောင်းနေပစ်ခတ်တာပေါ့တော်တော်လက်တံပြောင်းနေခင်ဗျာဒီမကဘတင်ကားတွေဆိုအလုံးစုံပေါက်ကွဲပြီးတော့မီးလောင်ပြီးတော့မကဘတင်ကားမောင်းလာတဲ့လူနှစ်ဦးလုံးဝအသက်ဆုံးရှုံးခဲ့ရတယ်ဒါ IDS စစ်သားတွေပေါ့အသက်ဆုံးရှုံးခဲ့ရတယ် ။အဲသူအစည်းစစ်တပ်ကတော့သူတို့စစ်တပ်အသေးပြောင်းနဲ့ပတ်သက်ပြီးထုတ်ပြန်လို့မရှိဘူးခင်ဗျ။အာကာဇာကမ်းမြောင်ထဲမှာဒါလက်ရှိဖြစ်ပွားနေတဲ့ဒီအစည်း idea ကနေမြေကျူးကျော်ဝင်ရောက်လာတဲ့စစ်တပ်နဲ့ဒီကာဇာထဲမှာရှိတဲ့ဟာမတ်ရဲ့တပ်ခွဲတွေနဲ့တိုက်ရိုက်ဖြစ်ပွားနေတဲ့စစ်ပွဲသတင်းတွေဖြစ်နေတာ။တော်တော်တော့ကာဇာထဲမှာပြင်းပြင်းထန်ထန်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ကမ္ဘာသတင်းတွေကမ္ဘာသတင်းတွေကလည်းလူမှုကွန်ရက်စာမျက်နှာမှာချပြနေတာပဲ။ဆက်လက်ပြီးဖြစ်ပေါ်နေတာပဲဇက်တိုက်ဆိုသလိုပဲဟောင်းမတ်ရဲ့တက်ခွဲတွေဖြစ်တဲ့ အကာစာတက်မဟာတို့အာစာတက်မဟာတို့အကူတာတက်မဟာတို့ဒီတက်တက်မဟာတွေဇက်တိုက်တိုက်ခိုက်နေတာကိုတွေ့ရတယ်ခင်ဗျဒါလေးတွေကိုကျွန်တော်တို့တင်ပြလိုက်တဲ့ရုပ်တံလေးတွေကိုအားလုံးကိုသိစေချင်လို့ share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါသေးတယ်ဒီသတင်းကအီရန်နိုင်ငံနဲ့ပတ်သက်တဲ့သတင်းလည်းဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စု Washington DC မှာရှိတဲ့သမ္မတအင်ဖြူတော်ရဲ့ထုတ်ပြန်ချက်အရပေါ့နော်ဒါအမေရိကန်နိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးဘူဟာရအစ်စ်အရ၎င်းတို့အမေရိကန်နိုင်ငံထဲမှာရှိတဲ့အီရန်နိုင်ငံသား120ကို ပြည်နယ်နှံပေးခဲ့တယ်လို့ဒီအမေရိကန်လူဝင်မှုကြီးကြပ်ရေးမူဝါဒအသစ်ရဲ့ဒီထုတ်ပြန်ချက်အရာသိရပါတယ်ခင်ဗျဒါကဒီအီရန်နိုင်ငံသားတွေကအမေရိကန်ကိုရွှေ့ပြောင်းလာပြီးတော့နေထိုင်တဲ့ဒီရွှေ့ပြောင်းနေထိုင်မှုပေါ့နော်ဒီရွှေ့ပြောင်းနေထိုင်မှုကိုအမေရိကန်ဒီလူဝင်မှုကြီးကြပ်ရေးမူဝါဒအသစ်ဆိုပြီးတော့ခေါင်းစဉ်နာမည်တက်ပြီးတော့ဒီအီရန်နိုင်ငံသားအီရန်နိုင်ငံသား120ကိုအမေရိကန်ကနေပြီးတော့ပြည်နယ်နှံပေးခဲ့တယ်နှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းကမ္ဘာသတင်းဌာနအများစုကဖော်ပြထားပါတယ်အီရန်နိုင်ငံဘက်ကလည်း၎င်းတို့ရဲ့နိုင်ငံသားတွေကိုပြန်လည်ကြိုဆိုကြောင်း အီရန်ရဲ့အာဏာပိုင်အဖွဲ့အစည်းကနေထုတ်ပြန်ခဲ့တာကိုတွေ့ရပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးကိုသိစေချင်လို့ share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒီသတင်းကတော့လော်ဘရွန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ကာဖာရာရက်ကွက်ကိုအစိုးရဇီယွန်ဝါရီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ခင်ဗျဒီတိုက်ခိုက်မှုကြောင့်မလို့လော်ဘရွန်အရသာပြည်သူတဦးအသက်ဆုံးရှုံးခဲ့ရကြောင်း၃ဦးကြီးမားတဲ့ဒဏ်ရာရရှိသွားကြောင်းလော်ဘရွန်ရဲ့ကျန်းမာရေးဌာနကနေထုတ်ပြန်ထားတာကိုတွေ့ရပါတယ် ဒီသတင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အားလုံးကိုသိစေချင်လို့ရုပ်တံလေးနဲ့တကွာ share ပေးလိုက်ခြင်းဖြစ်ပါတယ်။ဒါက LeBron ဘောကိုအစည်းကနေပြီးတော့ဒီရန်စမှုတွေပေါ့ကြိုးကြားကြိုးကြားဆက်လက်ပြုလုပ်နေကြောင်းလဲကမ္ဘာသတင်းဌာနအများစုကဖော်ပြထားတာကိုတွေ့ရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကိုကျွန်တော်တင်ဆက်ပေးချင်ပါသေးတယ်။ဒီသတင်းကတော့ဂါဇာကမ်းရောင်းနယ်ကသတင်းတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျ။ဒါဂါဇာထဲမှာရှိတဲ့ရေလောင်ကန်တွေပေါ့တောက်ရေတက်ရေလောင်ကန်တွေကိုအစည်းကနေပြီးတော့ဘုံးတိတွေချပြီးတော့တိုက်ခိုက်ခဲ့တယ်လို့ ဂါဇာရဲ့ဒီသတင်းမီဒီယာအများစုကဖော်ပြထားတာကိုတွေ့ရပါတယ်အာဒါဒုက္ခတွေဒီအများစုတောက်တုံးနေတဲ့ရေလောင်ကန်တွေဖြစ်တယ်ဒါတောက်ရေတန့်ရေလောင်ကန်တွေဖြစ်တယ်ဒီရေလောင်ကန်တွေကိုအဓိကပြတ်မှတ်ထားပြီးတော့အစည်းကနေတိုက်ခိုက်ခြင်းဟာတော်တော်ဆိုးရွားတဲ့လောက်ရဲ့ဖြစ်ကြောင်းကမ္ဘာသတင်းတွေကလည်းဖော်ပြထားတာကိုတွေ့ရပါတယ်နောက်ထပ်ဒီဆိုလာလျှက်စစ်ဓာတ်အားပေးတဲ့ဆိုလာစနစ်ကိုလည်းဒီဂါဇာကမ်းရောင်ထဲမှာရှိတဲ့ဒီလျှက်စစ်ဓာတ်အားပေးတဲ့ဆိုလာစနစ်ကြီးကိုဘုံဒီနဲ့ချပြီးတော့ဒီရုံးနေနဲ့ပုံဒီချပြီးတော့အစည်းကဆက်လက်ပြီးတော့တိုက်ခိုက်သွားတယ်လို့ ီကာဇာကမ်းမြောင်ထဲမှာရှိတဲ့သတင်းမီဒီယာအများစုကပေါ်ပြထားတာကိုတွေ့ရပါတယ်ဒီတိုက်ခိုက်မှုတွေကတော်တော်ကိုစိုးရွားတဲ့ဇီဇီယွန်ဝါရီရဲ့လုပ်ရဖြစ်ကြောင်းကမ္ဘာသတင်းဌာနအများစုကပေါ်ပြထားပါတယ်ခင်ဗျဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးကိုသိစေချင်လို့ share ပေးလိုက်ခြင်းဖြစ်ပါတယ်လက်ရှိကာဇာထဲမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခက်အခဲအကူအညီတွေအားလုံးကိုအစည်းအဝေးကဖိတ်ဆို့ထားကြောင်းလဲကမ္ဘာသတင်းဌာနအများစုကပေါ်ပြထားပါတယ်ခင်ဗျ ဟုတ်ကဲ့ပါကျွန်တော်ပြောချင်တဲ့စကားကတော့တခုပဲရှိတယ်ကမ္ဘာကြီးအေဂျင့်တာယာမှုအပေါင်းကြားရောက်ဖို့နဲ့ကျွန်တော်တို့မြန်မာနိုင်ငံကြီးငြိမ်းချမ်းတာယာမှုအပေါင်းကြားရောက်ဖို့အတွက်စုတော်မြေတားတွေပို့တာပေးဖို့ကျွန်တော်ဒီနေရာကနေအနှုံညွန့်တောင်းဆိုလိုက်ပါတယ်မြေတားရက်ခံလိုက်ပါတယ်ဂါဇာကမ်းမြောင်နဲ့ပတ်သက်ပြီးတော့အလုံးစုံတော့အဲဒီအစည်းရဲ့ကျူးကျော်တိုက်ခိုင်းမှုတွေနော်အစည်းရဲ့ဒီပိတ်ဆို့အေးအေးယူမှုတွေအစည်းရဲ့ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခက်အခဲတွေကိုဖျက်လို့ဖျက်ဆီးလုပ်နေတဲ့အစည်းရဲ့လုံရအားလုံးရက်တန့်ဖို့အတွက်အားလုံးစုတောင်းမှုတွေပြုလုပ်ပေးဖို့ကျွန်တော်ဒီနေရာကနေပြီးတော့တောင်းဆိုလိုက်ပါရစေခင်ဗျာနော်ဒီအတွက်လဲ imagine na imagine na အနေနဲ့ ားချက်နံပါတ်တွေဖတ်ပေးဖို့နော်ဆွဲတကားတွေထုတ်ပေးဖို့မိမိတို့တက်နိုင်တဲ့ဘက်ကနေပြီးတော့ဒေါ်လာတွေပြုတ်လုပေးဖို့ကျွန်တော်အနုညွန်တောင်းဆိုလိုက်ပါတယ်အခြားကျွန်တော်ပြောချင်တာကတော့ဒီလူမျိုးရေးကိုလက်ကင်ထားပြီးတော့ဘာသာရေးအစွန်းရောက်တဲ့ဇကားတွေပြောနေတဲ့ရုပ်သံဗီဒီယိုဖိုင်တွေကိုမြည်တိပလက်ဖောင်းမှာပဲတွေ့တွေ့တွေ့တဲ့နေရာမှာမိမိတို့ဝင်ရောက်ပြီးတော့မကြည့်ရှုဖို့ဒါတွေကိုလစ်လူရှုဖို့အတွက်ကျွန်တော်အနုညွန်တောင်းဆိုလိုက်ပါတယ်၎င်းတို့ဒီဝါရဖြန့်နေတဲ့လူမျိုးရေးအစွန်းရောက်အာဘာသာရေးအစွန်းရောက်စကားတွေပြောနေတဲ့ပုံကိုယ်တွေရဲ့ရုပ်ကံဗီဒီယိုဖိုင်တွေကို ဘလော့ပေးဖို့ကျွန်တော်မေတ္တာရက်ခံခြင်းပါလေဒီနေရာကနေနော်တို့ရဲ့ရုပ်တံတွေကိုကျွန်တော်တို့ဒီလူအဖွဲ့စည်းတဲ့ကိုရောက်ရှိမသွားအောင်လို့တားမြစ်ပေးဖို့ကျွန်တော်ဒီနေရာကနေအနုညွတ်တောင်းဆိုလိုက်ပါတယ်ခင်ဗျအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ပါစေလို့ပြောလိုက်ပါရစေခင်ဗျ